နော်ဒါလို့သမီးတို့ဟိုးငယ်လေးကတည်းကတချို့ဆိုလို့ရှိရင်မူဂျိုလောက်ကတည်းကအင်္ဂလိပ်စာနဲ့အထီးတွေ့ရှိခဲ့ကြတယ်။ဆိုရကြတော့လဲမူလာတန်းပေါ့ဆိုရဆို KG စစသဖြင့်ထားပါတော့။ဒါလို့သမီးတို့ငယ်လေးကတည်းကအင်္ဂလိပ်စာနဲ့အထီးတွေ့ရှိခဲ့ကြတယ်ဆိုတော့အဲ့ဒီငယ်လေးလေးကအခုတက်ရွယ်အတွက်အခု grade 12ရောက်လာပြီ။နော်ကျောင်းသားဘဝအစပေါ့လေအခြေခံအဆင့်ကျောင်းသားဘဝအစပါနဲ့အခုအခြေခံဆက်ကျောင်းသားဘဝရဲ့အစုံရောက်လာပြီ။ဆိုတော့အဲ့ဒီရောက်လာတဲ့ဖြတ်တန်းခဲ့တဲ့စနစ်နဲ့တာကာလာပေါ့ အဲ့ဒီကာလမှာအင်္ဂလိပ်စာကိုယ့်ရဲ့သင်ကြားမှုလေးကိုကိုယ့်ရဲ့ experience ပေါ့ကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတွေပြန်ပြီးတော့စဉ်းစားပြီးတော့မှဒီမေးခွန်းလေးတွေကိုဖြေကြည့်ဆိုတော့နံပါတ်အီမှာကတော့ तू က question ဆိုတော့အထက်ကို survey sheet လေးပေါ့လေ survey ဆိုတော့တော်တော်သမီးတို့ကိုစက်တန်းကောက်တာပေါ့ experience and learning english ကိုယ့်ရဲ့အင်္ဂလိပ်စာခုနပြောသလိုမျိုးကိုယ်ငယ်ငယ်လေးတည်းကနေစပြီးတော့ဒီ UAT အင်္ဂလိပ်စာသင်လာခဲ့ရတဲ့အတွေ့အကြုံမှာကိုယ့်ရဲ့တွေ့ကြုံခဲ့ရတဲ့အရာလေးတွေကိုဒီတန်းမှာထည့်ပြီးတော့မှဖြေကြည့်လို့ရတယ် ဆိုတော့အရင်ဆုံးပထမတစ်ခုကတော့ general information ဆိုတာကတော့ကိုယ့်ရဲ့နောက်ခံ channel ပေါ့လေဆိုတော့နာမည်ဆိုတာတာသူသမီးတို့ဒီမှာနာမည်ဖြည့်မှာပေါ့နော်ကိုယ့်ရဲ့အသက်ဖြည့်မယ် age ဆိုတဲ့အကြောင်းလည်းကိုယ့်ရဲ့အသက်ဖြည့်မယ်ပြီးတော့ age when started learning english ဆိုတော့ကိုအသက်ဘလောက်ရွယ်မှာအင်္ဂလိပ်စာကိုစာပြီးလေ့လာခဲ့တယ်ဆိုတော့ကိုငယ်ငယ်လေးက solution နဲ့ငယ်ငယ်လေးကတည်းကပေါ့နော်ဒါကိုစပြီးတော့မှအင်္ဂလိပ်စာကိုထပ်ထည့်ဝင်ဝင်လေ့လာခဲ့တဲ့အသက်ရွယ်ကနေစာပြီးတော့ဒီမှာဖြည့်မယ် you are in duration of learning english အင်္ဂလိပ်စာသင်ခဲ့တာဘလောက်ကြာပြီလဲ အဲ့မှာတော်ရည်မျိုး for နဲ့ဖြည့်လို့ရတယ်လို့လည်းပြောတယ် since နဲ့ဖြည့်လို့ရတယ်လို့လည်းပြောတယ် for နဲ့ since ကဆရာရှေ့ရ unit တွေမှာပြောခဲ့ပြီးပြီ for ဆိုတော့ကျတော့ဒါရုတ်တရက်ဆိုတော့အတွက်လို့ပြောတာဖြစ်ပေမဲ့လို့အချိန်နဲ့တွဲပြောတဲ့အခါမှာဆိုလို့ရှိရင် for ဒီကြာချိန်ကိုပြောတာအဖော်ဒီနောက်မှာကြာကြုံးမှာဆိုလို့ထားပါတော့ကိုအင်္ဂလိပ်စာလေးလံနဲ့10နဲ့ကြာဆို for 10 years ပေါ့ for 12 years ငါးနှစ်ပဲရှိတော့ for 5 years ဆိုတော့သာသမီအတွေ့အကြုံပေါ်မူတည်ပြီးတော့ for blah 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 years ပေါ့ ဆင်းစရဲ့တဘောကတော့သောကြောင့်လည်းဖြစ်နိုင်တယ်လို့ကတဲ့ကလည်းဖြစ်နိုင်တာဒီမှာတော့အချိန်နဲ့တွဲသုံးတော့ကတဲ့ကပေါ့ဆိုတော့ since ဒီကိုစတင်ခဲ့တဲ့ခုနှစ်ကိုပြောရုံပဲဆိုတော့ကိုစပြီးတော့ဘယ်နှစ်ခုနှစ်မှလေးလာခဲ့တာလဲ2017လား2015လားနော်2008လားအမျိုးမျိုးဒါကိုစခဲ့တဲ့ခုနှစ်ကိုဖြေပေါ့လေအဲ့ဒါပြီးသွားပြီဆိုလို့ရှင်တော့ places where you have learned ကိုတနေရာထဲမှာပဲလေ့လာဆိုရင် place where you have land ပေါ့ကိုနေရာအများကြီးပါလေ့လာဆိုရင် places where you have land ပေါ့ဆိုတော့ចောင်းသားတော်တော်များများကတော့အင်္ဂလိပ်စာကတော့ဒါအ ਨੇ အဆုံနွေရာသီအင်္ဂလိပ်စာသင်တန်းတက်ခုရဲ့လို့တော့ရှိတယ်ကွာဆိုတော့အဲ့ဒါလေးတွေထည့်ပြီးတော့မှရေးပေါ့ပြီးတော့ hours of learning english per day အခုလက်ရှိအချိန်မှာအခုလက်ရှိ grade 12မှာကိုတနေ့ကိုအင်္ဂလိပ်စာဘယ်နှနာရီလေ့လာလဲအဲ့ဒါကိုလေ့လာတဲ့နာရီလေးကိုထည့်ပြီးတော့မှရေးမယ်0 hour တော့မဖြစ်စေနဲ့ပေါ့ကွာเนาะ ဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်ဒါကတော့နောက်ခံအချက်လက်လေးဖြစ်တယ်အဲ့ဒါပြီးသွားတော့ other ways you learn or practice english တခြားနည်းလမ်းတွေနဲ့များဒီကိုအင်္ဂလိပ်စာကိုကျောင်းသင်ခန်းစာပြင်ပါပေါ့လေတခြားနည်းလမ်းတွေနဲ့ကိုအင်္ဂလိပ်စာကိုလေ့လာတာမျိုးရှိသေးလားသင်ခန်းစာပြင်ပါဘလို့နည်းလမ်းတွေနဲ့အင်္ဂလိပ်စာကိုလေ့လာသေးလဲဆိုတော့ဒီမှာတော့ tick လောက်ပါပေါ့နော် yes ဆို yes အမှ tick လောက်ပေါ့ no ဆို no အမှ tick လောက်ပေါ့ရှင်းရှင်းလေးပဲနော် uh, watching tv documentaries or films in english အင်္ဂလိပ်ဘာသာနဲ့เนาะရုပ်ရှင်တွေဆိုလို့ရှင်ဒါ subtitle မထိုးဘဲနဲ့တောင်းလည်း subtitle english subtitle ထိုးပြီးလို့မြန်မာစာတန်းမထိုးဘဲနဲ့အင်္ဂလိပ်စာတန်းထိုးပြီးကြည့်တာမျိုးတွေတချို့ဆိုဒါအင်္ဂလိပ်စာကောင်းတယ်လို့တော်တော်ဆရာဆိုလည်းငယ်တော့အလိုရလုပ်ခဲ့တယ်တချို့ရုပ်ရှင်တွေဆိုလို့ရှင်မြန်မာစာတန်းမထိုးဘဲနဲ့အင်္ဂလိပ်စာတန်းပြောင်းထိုးတော့ဒါမှမဟုတ်တစ်ခါကျန်စာတန်းထိုးတာလုံးဝဖျောက်ပြီးတော့မှသူ့ရဲ့ pronunciation ကိုရအောင်နားထောင်လာမျိုးဒါဆိုဆရာလေ့ကျင့်ခဲ့တဲ့ပုံစံပြောပြတာရုပ်ရှင်တွေပါကြီးကြည့်မှဆိုလို့ရှင်အင်္ဂလိပ်စာပဲထိုးခိုင်းလိုက်တယ် ဒီ YouTube တွေဘာတွေမှာရွှေ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ဒါ subtitle ဖွင့်ထားလိုက်တာပေါ့ညီမလိုလိုက်ပြီးတော့ဘာသာပြန်ရမလို့ညီမလိုစာတမ်းမထိုးလဲပဲကြည့်တာကိုကြိုးစားတယ်နောက်ဆုံးကိုရန်ကြွကြွဝင်သွားတဲ့ခါမှာ subtitle ကိုဖျောက်လိုက်တယ်သူပြောတာကိုရအောင်ထောင်းတိုက်ရိုက်အဆောက်လောက်တယ်ဆိုတော့တော်တော်လေးလို့ရတယ်ဒီ reading english cartoon ဆိုအင်္ဂလိပ်ကာတွန်းတွေဖတ်လာ short stories or novels အင်္ဂလိပ်ဝတ္ထုတွေဒီအင်္ဂလိပ်ဝတ္ထုတွေဒါတွေဖတ်လာဒီကနေအင်္ဂလိပ်စာလေ့လာရဲဆိုလို့ရှင်လေ့လာရင် yes ပေါ့မလေ့လာဘူးဆိုတော့ no ပေါ့ listening to english song english တခြင်းနဲ့နားထောင်တာဒါကဒီကြည်ကြီးမှတော့ english တခြင်းကနားမထောင်ဘူးလို့ရှားပါတယ်ဆောက်ကော english တခြင်းနဲ့နားထောင်တဲ့အခါမှာဆိုလို့ကောင်းအောင် live ဆိုနေရော mobile နဲ့အဲ့တခြင်းကဘာကိုပြောချင်တာလဲသူ့ရဲ့တခြင်းစာသားဘာအတိတ်ပဲလဲဒါလေးတွေပါလေ့လာမယ်ဆိုလို့ရှိရင်ကို့အတွက်ပို့ပြီးတော့ကြိုးရှိတာပေါ့အဲ့တော့ကိုလောက်ဖူးတယ်ဆိုလို့ရှိရင်လည်း yes ပေါ့မလောက်ဖူးဆိုလား no ပေါ့မလောက်ဖူးဆိုရင်တော့ဒါလေးဒီလိုနီးလန်းလေးနဲ့ english စာကိုလေ့လာဖို့လည်းဆရာအကြံပေးတာပါ learning english from websites or social media ဆို website တွေ social media တွေကနေပြီးတော့ဒါ website တွေမှာဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာလေ့လာရတဲ့ website တွေအများကြီးရှိတယ် social media မှာဆိုလို့ရှိရင်တော့ဒါအင်္ဂလိပ်စာနဲ့ပတ်သက်လို့လေ့လာလို့ရတဲ့ဟာတွေမှာအများကြီးပဲဆိုအရိယာနေရောလေ့လာတာမျိုးရှိလား playing online games to improve english ဟွန်းဒါကတော့ပြပြကြီးလုပ်ကြမယ့်အရာပေါ့နော်ဆိုအင်္ဂလိပ်စာ improve လုပ်ဖို့အတွက်ကို online game တွေကစားရင်းနဲ့နော်အင်္ဂလိပ်စာ improve လုပ်ကြတာဒါတော့ဒီနေ့ခေတ်ဒါပြောမယ်ဆိုလို့ရှိရင် internet လည်းလမ်းမှီတဲ့လူငယ်လောကမှာတော့ ဒါတော့အနည်းနဲ့ညာတော့ရှိကြတဲ့အရာပေါ့နော် communicated with people who speak english အကိုတငယ်ချင်းချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ် foreigner နဲ့ပဲဖြစ်ဖြစ်ဆရာဆရာမနဲ့ပဲဖြစ်ဖြစ်အင်္ဂလိပ်လိုအပြန်အလှန်စကားပြောဘူးလား visited english speaking countries အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကိုသွားပြီးတော့မှလည်ဘူးလားဆရာတို့ထဲမှာဆိုလို့ရှိရင်ဆရာတို့ညမှာနိုင်ငံပတ်ဝန်းကျင်မှာဆိုအင်္ဂလိပ်စကားပြောတဲ့နိုင်ငံကအဓိကဆိုစင်ကာပူနိုင်ငံရှိဒါဆိုလို့ရှိရင်ဒါအင်္ဂလိပ်စကားကို official ရုံးသုံးနေတဲ့သုံးတာဆိုစင်ကာပူရှိမှာဖိလစ်ပိုင်ရှိမှာပေါ့နော် ဆက်ပြီးလို့ရှိရင်ဒါထားပါတော့ US ပဲဖြစ်ဖြစ်အဲ့လိုနိုင်ငံတွေကိုကိုယ်ကသွားပြီးတော့မှလဲဘူးလားဩစတြေးလျတို့ပါတော့ပေါ့နော်ဒါလိုအင်္ဂလိပ်စကားပြောနိုင်ငံတွေသွားပြီးတော့လဲဘူးလား Attending summer English courses in language schools နော်ຫນွေရာသီအင်္ဂလိပ်စာသင်တန်းနေအင်္ဂလိပ်စာသင်တန်းကျောင်းတွေမှာຫນွေရာသီသင်တန်းနေတက်ဘူးလား Chatting online with friends in English အဲ့တော့တကယ်ချင်းနေနဲ့ chat box မှာစကားပြောတဲ့အခါမှာအင်္ဂလိပ်လိုပြောလာနော်မြန်အင်္ဂလိပ်လိုပြောနေုံနဲ့မရဘူးအင်္ဂလိပ်လိုပြောတတ်အောင်ကြိုးစား အဲ့တော့မှကိုယ့်ရဲ့ skill ကတက်မှာဆိုတော့ဒါတွေလောက်ဖို့ yes ပေါ့မလောက်ဖို့ရင် no ပေါ့ပြီးသွားပြီဆိုလို့ရှိရင်ကိုအင်္ဂလိပ်စာဘာလို့သင်ရတာလဲဆရာရဲ့သင်ရမှာပေါ့အကြောင်းအဖတ်စာဦးကြီးပါတာလို့မပြောနဲ့နော်အဲ့လိုရွယ်ချက်မရှိလို့လို့ပြရကိုအင်္ဂလိပ်စာသင်နေတယ်ဆိုတော့မသင်မနေရသင်နေရတော့မှန်တယ်ကွာဒါပေမဲ့လည်းပဲအဲ့ဒီမသင်မနေရကြီးကိုအောင်ရည်သီးခံပြီး grade 12ထိရအောင်သင်လာတဲ့ရွယ်ချက်ကဘာတော့လဲသူပြောတာနော် study abroad နိုင်ငံခြားကိုသွားပြီးတော့ ကြောင်းတက်ခြင်းလို့လား travel abroad နိုင်ငံခြားကိုကြီးသွားခြင်းလို့လား meet people from other countries နိုင်ငံခြားလူတွေနဲ့တွေ့ခြင်းလို့လား walk abroad နိုင်ငံခြားကိုကြီးသွားခြင်းလို့လား get a well paid job အလုပ်ကောင်းကောင်းရခြင်းလို့လားရခြင်း yes မရခြင်း no နိုင်ငံခြားသွားခြင်း yes မသွားခြင်း no ရှင်းရှင်းလေးပဲเนาะဟုတ်ရင် yes မဟုတ်ရင် no ပေါ့ဒါပါပဲပြီးတော့ others ပဲကိုယ့်ရဲ့အတွေ့အကြုံထဲမှာကိုယ်တခြားပြောခြင်းတာလေးရှင်ဒီမှာထည့်ပြီးတော့ပြောလို့ရတာပေါ့အဲ့ဒါလေးပြီးသားပြီဆိုရင်တော့အဲ့ဒီ survey မှာကိုဖြည့်ခဲ့တာလေးတွေပြန်ပြီးတော့ကြည့်ပြီးတော့မှကိုယ့်ရဲ့အင်္ဂလိပ်စာအတွေ့အကြုံအကြောင်းကို blog လေးတခု blog post လေးတခုဆို blog post ဆိုတော့တမီတို့ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှင် Facebook မှာ post တင်သူတို့ပေါ့ကွာအဲ့လို blog post ပုံစံမျိုးလေးကိုယ့်အင်္ဂလိပ်စာအတွေ့အကြုံလေးတွေကျွန်တော်ငယ်တုန်းကတော့ဘလို့ဖြတ်တန်းခဲ့တာလေးအခုဆိုဘလို့ဘလို့ဘလို့ဖြတ်လာပြီဂျာတဲ့မှာဘလို့လေးလုတ်ခဲ့တာလေးရှိသလဲမှတ်တရလေးတွေပေါ့မှတ်တရလေးတွေကိုတွေ့ကြုံခဲ့ရလေးတွေကိုယ့်ရဲ့ဖြတ်တန်းမှုလေးတွေပြန်ပြီးတော့မှ blog post ပုံစံလေးအင်္ဂလိပ်လိုလေးရေးကြည့်မယ်ဆိုလို့ရှင်တော့ data writing ကိုတော့တမီတို့သိချလုပ်တတ်မယ်လို့ဆရာယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေ မေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်